လာမယ့်ဒီတစ်ပတ်ကလည်းကပားရွှေအတွက်ဆိုရင်အလောက်ခတ်တော်များနိုင်တဲ့တစ်ပတ်လို့ပြောလို့ရပါတယ်အဲ့တော့လာမယ့်တစ်ပတ်အတွက်ရွှေဈေးကွက်အတက်အကျကိုမတုံးတက်ခင်မှာအရှိတစ်ပတ်တုန်းကဖြစ်ခဲ့တဲ့ဈေးကွက်တွေကိုအချင်းချုပ်ပြီးကြည့်ကြအောင်အဲ့တော့လက်ရှိမြင်နေရတော့ကပားရွှေရဲ့တရက်တာဈေးကွက်ဇာဖြစ်ပါတယ်အဲ့တော့ဒီဇာကိုကျွန်တော်တို့ကကြည့်တဲ့အခါကျရင်ပေါ့နော်မနေ့တုန်းကကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဈေးတက်သွားတာမြင်ရတယ်အရှိတစ်ပတ်ဈေးကွက်စဖွင့်တုန်းကဆိုရင်3900 69ပေါ့နော်4000ပဲထားရအောင်4000ဈေးတန်းနဲ့ကျွန်တော်ဈေးကွက်စောက်ဖွင့်နေဖွင့်ပြီးတော့ကျွန်တော်မှန်ထားတဲ့အတိုင်းပဲ4150ဝင်ကျင်လောက်ကိုလာပြီးတော့မော်လာပြန်ကြတော့လို့ပြောလို့ရတယ်အဲတော့ကတော့ကျွန်တော်မှန်ထားတာကတော့အလွန်ဆုံးတက်4150နဲ့4200ဒီဝင်ကျင်လောက်ထိပဲမှန်ထားတာပေါ့နော်အဲတို့မဲ့သူ့ရဲ့အတက်အားတော့တော်လေးများတယ်ဗျဘယ်လောက်ထိတက်သွားလဲဆိုတော့4240ဒေါ်လာ40လောက်ကိုပို့တာပြီးတော့တက်သွားတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီအတက်ကကျွန်တော်အရှိတစ်ဖက်တုန်းက နိုဝင်ဘာလနဲ့ဒီဇင်ဘာလဈေးကွက်သုံးတက်ချက်မှာပါတဲ့အတိုင်းပဲတို့ကဈေးတက်ဖို့အတက်သွားတာမဟုတ်ဘူးပေါ့နော်အဓိကကျွန်တော်တို့ကအားယူတဲ့ပုံစံဖြစ်ပါတယ်ဒီနေ့အပြင်ကျွန်တော်တို့ကအရှိတပတ်တုန်းကလွန်ခဲ့တဲ့အစောပိုင်းတစ်ပတ်ပေါ့နော်အရုံးကကျွန်တော်ကကြားခဲ့တဲ့အကြောက်ကိုခဏပြန်လာဖြည့်ရတဲ့ပုံမျိုးပြောတာဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဈေးကွက်ကိုအကြံဖြင့်မှန်းရမယ်ဆိုရင်ဒီရဲ့ဒီနားမှာလဲကျွန်တော်ကဈေးကြတာမြင်ရတာမလို့ဒီနားလေးမှာ down trend အတက်တစ်ခုကိုစပြီးတော့ပုံဖော်ပြီးလို့တော့ကျွန်တော်တုံးတက်ပါတယ် ော်ဒီရဲ့အမြင့်ဆုံးနေရာနေဒုတိယအမြင့်ဆုံးနေရာထပ်ပေါ်တာပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ကအယောင်းနေရာအပေါ်မှာမဟုတ်တော့တဖြည်းဖြည်းနဲ့အောက်ကိုဆင်းလာပြီလို့ပြောလို့ရတယ်အဲ့တော့တုံးတက်ချက်အသေးစိတ်မတွားခင်မှာလာမယ့်တပတ်မှာပေါ့နော်ဖြစ်နိုင်တဲ့ရောင်းလို့အဝယ်လို့အပြောင်းလဲလေးတွေကိုကျွန်တော်အသေးစိတ်ပြရင်မှဖြစ်ပါတယ်အဲ့တော့ရွှေရဲ့ရောင်းလို့အမှန်ကဘယ်နှားမှာရှိလဲဆိုရင်ရောင်းမဲ့လူတွေက4200ဈေးထဲမှာပဲရောင်းမယ်လို့ကျွန်တော်မြင်ရတယ်အရှိတခေါက် ကြာရတဲ့ပုံစံပေါ့နော်အဲ့တော့ဝယ်မဲ့လူတွေကဘယ်နှမှာဝယ်မလဲဆိုရင်အရှိတုံးကဖြစ်ခဲ့တဲ့အနေဆုံးဇီတန်းဖြစ်တဲ့3900ဇီတန်းမှာဝယ်မယ်လို့ကျွန်တော်တုံတက်လို့ရပါတယ်ဒါကြောင့်မို့လာမဲ့တပတ်ရဲ့ဈေးကွက်ရဲ့ရောင်းလို့အဝယ်လိုအားဆုံးကအယောင်းက4200အဝယ်က3900ဖြစ်ပါတယ်အဲ့တော့ဂျားထဲမှာဒေါ်လာ300လောက်ကိုအယောင်းဝယ်ဖြစ်မဲ့ပုံစံမျိုးလို့ကျွန်တော်ကတုံတက်ပါတယ်အဲ့တော့အတေးစိတ်ပြကျွန်တော်ဘယ်လိုပုံစံမျိုးအလောက်ခက်ဖြစ်နိုင်လဲဆိုတော့ time frame အတေးမှာတွားပြီးကြည့်ကြရအောင် ဒီလိုကပ္ပရွှေရေနံဈေးကွက်အတက်ကြတွေကိုစနစ်တကျတုံးတက်ပြီးပြည်တွင်းနဲ့ကပ္ပဈေးကွက်တွေမှာအကျိုးမြတ်ရှာချင်တဲ့မိတ်ဆွေတွေအတွက်ဂိုမန်ကလပ်ကနေပြီးတော့မှအခြေခံအနေအဆအစင်းမြင့်ဈေးကွက်တုံးတက်နည်းတွေကိုထိထိရောက်နေလက်တွေ့အတုံးချနိုင်အောင်စီစဉ်ထားပါတယ်အခုမှစားလေးလာမဲ့မိတ်ဆွေတွေအတွက်ဆိုရင်အခြေခံဈေးကွက်ရောင်းဝယ်နည်းတင်တန်းရှိမှာဖြစ်ပြီးတော့တင်တန်းကို Basic Video Class နဲ့ Basic VMB Class ဆိုပြီးတော့နှစ်မျိုးရွေးချယ်ပြီးတော့မှတင် जा နိုင်ပါတယ် ဘေးစီဗီဒီယိုကလပ်မှာဆိုရင်တင်တန်းကြီးတတတတနဲ့အချိန်အကန့်အသတ်မရှိလိလာလူတွေအတွက်ရည်ရွယ်ပြီးဘေးစီ VIP ကလပ်မှာဆိုရင်တော့ဆရာဆရာမတွေနဲ့ဓာတ်ရိုက်ဘိုင်ဝမ်တင်ကြားဆွေးနွေးလူတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်အလိုပဲအဆင့်မြင့်တင်တန်းမှာဆိုရင်လည်းကဘာရွှေနဲ့ရည်တန်းအဆင့်မြင့်ဈေးကွက်တုံးတက်နီးတင်တန်းရှိမှာ ဖြစ်ပြီးတော့ video class နဲ့1 by 1 VIP class ဆိုပြီးတော့ low at the low ရွေးချယ်ပြီးတော့မှတင် जा နိုင်မှာဖြစ်ပါတယ် နောက်ပြီးတင်နန်းမျိုးစားအလုံးအတွက်ဆိုရင်ဗီဒီယို record အပြင် notebook file မှာအခမဲ့ရရှိမှာမို့ထက်ခါထက်ခါ live time လေ့လာလို့ရမှာဖြစ်ပါတယ်တင်နန်းမှာနားမလည်တာတွေကိုလည်းအတွေ့အကြုံရှိဆရာဆရာမတွေနဲ့အနီးကပ်တိုက်ရိုက်ဆွေးနွေးနိုင်မှာဖြစ်ပြီးတော့လူကြီးကန်းတဲ့ချက်နဲ့တင် जा ပေးမှာမလို့တင်နန်းစိတ်ဝင်စားရတဲ့ဆိုရင်အခုပဲဆက်တွေ့ဆုံဆန်းဖို့တိုက်တွန်းပါတယ်တင်နန်းဆုံဆန်းမယ်ဆိုရင်တော့ဘေးက Telegram QR code လေးကို scan ဖတ်ပြီးမေးမြန်းနိုင်တယ်လို့ comment နဲ့ Facebook page ကနေလည်းအလွယ်တကူဆုံဆန်းနိုင်ပါတယ် ရှာရတာအဆင်ပြေအောင်ဒီရဲ့ link တွေကိုဗီဒီယိုရဲ့အောက်မှာချထားပေးမှာဖြစ်ပါတယ်။လက်ရှိမြင်နေရတော့ကပ္ပရွှေရဲ့ A4 time frame ဖြစ်ပါတယ်။အဲ့တော့ဒီရဲ့ဈေးကွက်ဇာတ်မှာတိတာရာတစ်ခုကပေါ့နော်ဒီအောက်မှာကျွန်တော်ဆွဲထားတဲ့အနက်ရောင် line လေးဒါကတော့ကျွန်တော်တို့ up trend ဖြစ်ပါတယ်။အခြေတစ်ခေါက်တုန်းကလည်းဒီဝင်းကျင်သားကနေပြီးတက်သွားတယ်တနည်းအားဖြင့်အဝယ်လေးလိုက်လာတဲ့လမ်းကြောင်းလို့ပြောလို့ရပါတယ်။အော်ဒီလမ်းကြောင်းလေးကအရှိတပတ်မှာဘယ်နေရာမှာရှိမလဲဆိုရင်၄000ဈေးတန်းနေရာမှာရှိပါတယ်။အဲ့တော့၄000ဈေးတန်းဆိုတာက လူတွေစိတ်ဝင်စားမှုအမြင့်ဆုံးဈေးတန်းလည်းဖြစ်တဲ့အခါကျတော့ဒီနားလေးမှာတော့ကျွန်တော်တစ်ချက်ယူဆရမယ်အဝယ်လေးတွေခဏဝင်နိုင်တယ်လို့ကျွန်တော်တုံးတက်တယ်အဲ့တော့၄000ဈေးတန်းလေးကိုတော့ကျွန်တော်ရောက်ပြီဆိုရင်နည်းနည်းယူဆိုင်ပါရေတိုအတက်လေးဒီမျိုးလေးကျွန်တော်ကပြန်ပြီးရောမြင်ရနိုင်ချေရှိရလို့မြင်ပါတယ်အကြားထဲမှာလက်ရှိရောက်နေတဲ့ဈေးတန်းက4000နဲ့မှ84ဖြစ်တာမလို့ပေါ့နော်ကိုလိုကလန်ဖြစ်နေတယ်အဲ့လိုဖြစ်တဲ့အခါကျတော့အရှိတပတ်မှာကျွန်တော်နေနဲ့ဖြစ်နိုင်ခြေအရှိဆုံးကပေါ့နော်သူကတော့အစောပိုင်းရက်တွေမှာဈေးအတက်လေးနဲ့မြင်ရနိုင်တယ်အဲ့တော့ဘယ်လောက်ထိတက်မလဲဆိုတော့ 4130နဲ့4150ကလာမဲ့တပတ်အတွက်အယောင်ကောင်းတဲ့နေရာဖြစ်ပါတယ်အဲ့တော့ဒီဝင်းကျင်မှာရောင်းဖို့အတွက်စဉ်းစားပါအဲ့တော့ဘယ်လောက်ထိကြမလဲဆိုတော့အလွန်ဆုံးကျွန်တော်တို့ကအရင်ဆုံးကျွန်တော်တို့မှန်ထားတဲ့4000ဈေးတန်းကိုအရင်လာထိပါမယ်အဲဒီနားလေးကြီးတော့ကျွန်တော်ကပို့ပြီးတော့မှခိုင်မာတဲ့နေရာဖြစ်နိုင်ချေအမြင့်ဆုံးနေရာဖြစ်ပါတယ်ကြားထဲမှာမှကျွန်တော်တို့ကအယောင်းတွေထပ်များပြီးတော့ပေါ့နော်ဒီ4000ဈေးတန်း trend ကိုကျူရွားပြီဆိုရင်တော့အောက်ဆုံးမှာအဝယ်တွေအများကြီးစောင့်နေတဲ့3900ကိုမြင်ရနိုင်ချေရှိရလို့ကျွန်တော်တုံးတက်ပါတယ် ဒါကတော့ကျွန်တော်ရဲ့လာမယ့်တစ်ပတ်ရွှေစေကွက်အမြင်ဖြစ်ပါတယ်။ပွင့်လင်းပြောမယ်ဆိုရွှေကိုကျွန်တော်ကတော့အကြပတ်မှာမန်ထောင်ဖြစ်ပါတယ်။4150ရနေပြီးတော့ကျွန်တော်ပြောလို့4000ဒီကျခဲ့မယ်ဆိုရင်ဒေါ်လာ150လောက်ကိုမျက်နိုင်နဲ့အကြမျိုးဖြစ်ပါတယ်။အဲ့လိုပဲဒီ order ကနေပြီးတော့ကျွန်တော်မန်းခဲ့တဲ့အတိုင်းပဲ3900ကိုကျခဲ့မယ်ဆိုရင်တော့ဒေါ်လာ250လောက်ထိကိုမျက်နိုင်နဲ့အခွင့်အရေးဖြစ်တာမလို့4130 4150မှာကိုအယောင်းဝယ်လုတ်ချင်တဲ့ပုံစံနဲ့ကြိုက်တဲ့အချင်းတွေကိုစောင့်ပြီးတော့မှ TBS app ပေးပြီးတော့အယောင်းပဲလုပ်စီချင်ပါတယ်အဲ့တော့လာမယ့်တပတ်မှာလည်းအကျိုးမြတ်များရကြပါစေလို့ကျွန်တော်ဆုတောင်းယူပါတယ်ဂျားထဲမှာလည်းကျွန်တော်ဈေးကွက်အပြောင်းလဲကြီးမားတွေမြင်ရဖို့ရှိတယ်ဆိုရင်လေတုံးတက်ချက်တင်ပြီးမှဖြစ်တာမလို့ကျွန်တော်ရဲ့ Facebook page နဲ့ YouTube channel ကိုလည်း like and subscribe လုပ်ထားပြီးပို့တောင်းဆိုပါတယ်နောက် video မှာပြန်တွေ့ကြပါမယ်